ကုသမှုတွေကလည်းအာလုံးကြမ်းမြင်ပေါ်မှာမြေပြင်ပေါ်မှာဒီတန်းဖြစ်ကလက်ဆန်လုပ်နေရတာတွေကိုမြင်နေရတာဟာကျွန်တော်တိတ်ရှင်းတာလေဒါကြောင့်ဒီဒေါ်လာကြီးပြီးအောင်တိုက်မှာဖြစ်မှာဒီအကောင့်တွေရှိနေတဲ့၍ကျွန်တော်တို့ပြည်သူတွေမသေးသင့်မဲသေနေအောင်မှာလို့ကျွန်တော်ပြောချင်ပါတယ်ဒါမဲ့ကျွန်တော်တို့လည်းဒါဒါဒါကျွန်တော်တို့ဖိုးခွေးပိုင်တဲ့နေမြေပဲဒါကျွန်တော်တို့တိတ်မှာပဲဘသူပါပြောပြောပြအင်္ဂါဂျိုကလာပြောရင်လည်းတိတ်မှာပဲအဲတိတ်တာကတော့မယုံမရှိနဲ့ မတ်လ28ရက်နေ့မှာမြန်မာတမိုင်းတက်လျှော့အကြီးမားဆုံးသောငလီရင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။လူရင်ရှစ်ပန်းကျော်ဟာငလီရင်တန်ကိုပြင်းပြင်းထန်ထန်ခံလာခဲ့ရပြီးခုချိန်ထိပေဆုံးသူအရေအတွက်ဟာ၄000နီးပါးရှိခဲ့ပါပြီ။ဒါပေမဲ့စက္ကဆရဲ့လေကြောင်းတက်ခတ်မှုတွေကတော့မရက်တန်ခဲ့ပါဘူး။မင်းရင်လုံနေတဲ့မက်စလာ28ရက်နေမှာပဲနိုင်ငံအဝန်လေကြောင်းတက်ခိုက်မှုပေါင်း17ချိန်ပြုလုပ်ခဲ့ပါတယ် ဧပြီလ၁ရက်နေ့အထိစင်ငင်းများအရနိုင်ငံတော်ဝ၄ချောင်းနဲ့လက်တန်ကြီးတိုက်ခိုက်မှုတွေဟာ၃၂ချိန်ထပ်မင်းရှိခဲ့ပြီးတော့သေဆုံးသူဟာ၅၂ဦးနဲ့ဒဏ်ရာရသူပေါင်း49ဦးရှိခဲ့ပါတယ်။နိုင်ချလာ၂၉ရက်နေ့မှာ NUG ဟာဖလင်းရင်ပြီးခန်းစားနေရသူတွေအတွက်လူသားချင်းစာနာထောက်ထားမှုနဲ့နှစ်ပတ်ကြာလဟောင်းသူရဲ့ထိုးစစ်ဒီကိုရပ်ထားမယ်လို့ကြေညာခဲ့ပါတယ်။ ဒါအပြင်စကစပတ်ကလုံခြုံရေးအာမခံချက်ပေးနိုင်ပါကမန္တလေးအထိပါ CTM စီအောင်ဝန်ဤကိုစီခုပ်ပြီးကျမ်းမာရေးဆောင်ရှောက်မှုတွေပေးနိုင်ဖို့ကံလှန်ခဲ့ပါတယ်မန္တလေးကိုသွားဖို့ကျွန်တော်အစဉ်နဲ့လှုပ်ထားတယ်နေပြည်တော်ကိုသွားဖို့ကျွန်တော်အစဉ်နဲ့လှုပ်ထားတယ်ဒီနေ့သူတို့သဘောတူရင်ကျွန်တော်ဒီနေ့သွားလို့ရတယ်ကျွန်တော်အစဉ်နဲ့ဖြစ်တယ်ကျွန်တော်တွေမကဘူးကျွန်တော်တို့ CRM team နေအစဉ်နဲ့ဖြစ်တယ်เนาะ emergency medicine specialist တွေ autosagen ni siawen ni tuna biu ni cdm ni ready ရှိတယ် kia yin ni nei ga ငလီဘီကေစီလုံမဲမြောက်ကိုထိထိရရဆောင်ရွက်နိုင်မှုအတွက်၎င်းတို့ရဲ့ထူးစစ်တွေကိုခိတ္တယနာခါကြောင့်ဒီတာရဲခြေဆိုင်မီဒီယာတွေကိုအထီးလင့်ပြောထားခဲ့ပြီးတော့တရုတ်ပြည်ကဝင်လာတဲ့ကြက်ချီနီကူညီအဖွဲ့တွေကိုလည်းအလွဲတကူဖြတ်တန်းခွင့်ပြုခဲ့ပါတယ်။မြန်ပိုင်းနေအောင်သုံးဘက်အနေနဲ့လည်းဧပြီလ၁ရက်နေ့မှာထူးစစ်တွေကိုတလကြာယနာထားဖို့ကြေညာချက်ထုတ်ခဲ့ပါတယ်။ဒီကြေညာချက်ထုတ်ပြီးတော့နိုင်ပိုင်းကြမှာပဲစကားစဟာ ဒီအပြစ်ရကံလန့်မှုတွေကိုပယ်ချကြောင်းတင်ရဝင်အသိပေးလာပါတယ်ဒီကနေ့ April လ3ရက်နေ့မှာပဲကချင်ပြည်နယ်ကို၄ကြောင်းတက်ခိုက်မှု၆ကြိမ်ပြုလုပ်ခဲ့ပြီးတော့ KIF PDF သင်တန်းသား38ဦးကြာဆုံးခဲ့ရပါတယ်ရှမ်းပြည်နယ်မှာလည်း drone တက်ခိုက်မှု၅ကြိမ်ပြုလုပ်ခဲ့ပြီးတော့ Danu PDF ရဲမေ9ဦးကြာဆုံးခဲ့ရပါတယ်စကိုင်းတိုင်းနယ်ကိုလည်းစက်တလေဒီနဲ့ပုံကျဲမှုလက်နက်ကြီးတိုက်ခတ်မှုတွေ၄ချိန်ပြုလုပ်ခဲ့ပြီးတော့တီတူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ် မန္တလေးတိုင်းအတွင်းမှာတော့လက်နက်ကြီးတိုက်ခတ်မှုနှစ်ကြိမ်ပြုလုပ်ပြီးတော့တီတူတဦးသေးဆုံးက၄ဦးဒဏ်ရာရခဲ့ပါတယ်။မကွေးတိုင်းနဲ့မှာတော့လင်းရင်လက်နက်ကြီးစက်တက်လေးတွေကိုအသုံးပြုတိုက်ခိုက်မှု၄ကြိမ်လုပ်ခဲ့ပြီးတော့တီတူ၃ဦးသေဆုံးက9ဦးဒဏ်ရာရခဲ့ပါတယ်။ကရင်ပြည်ဘက်မှာတော့လေးချောင်းတိုက်ခိုက်မှု၂ကြိမ်ရှိခဲ့ပြီးတော့2ဦးဒဏ်ရာရရှိခဲ့ပါတယ်။ကရင်ပြည်နယ်ဘက်ကတော့လေးချောင်းတိုက်ခိုက်မှု၁ကြိမ်ပြုလုပ်ခဲ့ပြီးတော့ ချီတိုက်တင်ဆောင်သူမရှိခဲ့ပါဘူးတလင်းလာဤကိုလည်းလေးချောင်းတက်ခိုက်မှုနဲ့လက်နက်ကြီးပြစ်ခတ်မှုတချင်းစီပြုတ်လုခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပါဘူးရခိုင်ပြည်နယ်ကိုလေးချောင်းနဲ့လက်နက်ကြီးတက်ခိုက်မှု၃ချိန်ပြုတ်လုခဲ့ပြီးတော့သောဦးတေဆုံကတန်ရသူ9ဦးရှိခဲ့ပါတယ်။ပကူးတိုင်းထဲမှာတော့လင်းရင်နဲ့တချင်းဘုံကျဲမှုပြုလုပ်ပြီးတော့ ERV မှာလေးချောင်းတက်ခဲ့မှု2ချင်းပြုလုပ်ခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဘူး။ တော်လှန်ရေးအင်အားစုတွေရဲ့တစ်ဖက်သက်အတိရကံလန်းမှုကိုစကစဟာလက်မခံဘဲပယ်ချခဲ့တာဟာအကြောင်းအရင်းတစ်ခုထပ်ပူပြီးတော့ရှိဆိုင်ပါတယ်။ပထမဖြစ်နိုင်တာတစ်ခုကတော့စကစအနေနဲ့ကမလင်းရင်ဘေးကတက်တက်စီရေးကတက်တက်လို့ခွဲကြရှုမြင်နေပုံရပါတယ်။မလင်းရင်ဘေးဒဏ်ကိုအများဆုံးခံစားနေကြရတာဟာစကစအုပ်ချုပ်ရနေမြေတွေဖြစ်တဲ့နေပြည်တော်မန္တလေးဘရဘူရာစကိုင်းစတဲ့မြို့ကြီးတွေမှာပါ။ ဲ့တော့တော်လိုင်းအင်အားစုတွေစုဝန်းရဒေတာတွေကိုလေချောင်းတက်ခဲ့တာဟာဘလင်းဘေးနဲ့ဘာမှမဆိုင်ဘူးလို့တွေးနေပုံရပါတယ်။အဲ့ဒီအထွေးခေါ်ပုံစံမျိုးဟာစကားစထောက်ခံသူဝါရဖြင့် Telegram Channel တွေမှာလည်းတွေ့ရများပါတယ်။ဒီနေရာမှာ NUG အစိုးရရဲ့ရှုမြင်ပုံကတော့စကားစဟာစီရီးကိုအញ្ញုံစိုက်နေတဲ့မှာတည်သူကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ်ထိထိရောက်ရောက်မလုံလိုက်ပါကြောင်း အသက်မဆုံးရှုံးတဲ့သူတွေမဆုံးရှုံးရအောင်ပိမိနေတဲ့သူတွေကိုအញ្ញံဆုံးအချိန်မီကယ်ထုတ်နိုင်အောင်တစ်ဖက်သက်အပြည့်ရက်ဆက်ထားခဲ့တာပါလက်ရှိအချိန်မှာလေစက္ကစားဟာနေပြည်တော်နေမြေတဝိုက်မှာလာကေစီရီးတွေကိုဦးစားပေးလှုပ်ဆောင်နေပြီးမန္တလေးစကိုင်းအမရပူရာအင်းနေစားတဲ့တခြားနေရာတွေမှာတော့ထီထီရဲရောက်လုံနိုင်တာမရှိသေးပါဘူးအရက်ဖက်အဖွဲစည်းတွေကကိုထူကိုထားလုံနေရတဲ့အနေထားပါ အခြားနိုင်ငံကကူညီကယ်ဆယ်ရေးအဖွဲ့တွေဝိုင်းဝန်းကူညီနေပေမဲ့လေပိမိနေသူတွေကိုအချိန်မီခဲမထုတ်နိုင်လို့အသက် ဆုံးရှုံးရတဲ့လူတွေဟာထောင်ထဲချီရှိနေခဲ့ပါပြီဒုတိယဖြစ်နိုင်တာတစ်ခုကတော့တော်လိုင်းရင်အင်အားစုတွေရဲ့မဟာဗျူဟာမြောက်ထူးစစ်တွေကမြန်မာနိုင်ငံအလဲပိုင်းကိုဦးတည်နေတာပါ ဒီသေးတာလေနလီရဲကိုအပြင်းထန်ခံစားနေရနေချင်းဖြစ်တာမို့လို့တော်လည်းအင်အားစုတွေဒါထုစစ်ဆင်းမယ်ဆိုရင်ပြည်သူတွေပဲအဓိကအထိနာမှာပါဒါကြောင့်မို့လို့စကားစားဟာပြည်သူတွေကိုတစားကန်လုထားဖြစ်နိုင်ပါတယ်ဒီအချိန်လေးကိုခွင့်ကောင်းယူပြီးတော့လေစကားစားဟာအင်အားစုပြီးတံပြန်တိုက်စစ်ဖွင့်နေဖို့ရည်ရွယ်နေပုံရပါတယ် တတိယဖြစ်နိုင်တာတခုကတော့မလင်ကြောင့်စကဆာအထိကရုံးဆိုင်ရနေပြီးတော့ဟာအတော်ကလေးကိုထိခိုက်ကျစီခဲ့ရပါတယ်စကဆာရဲ့အုတ်ချွေရန်နေရတွေကလည်းအကြီးအကျယ်ကိုထိခိုက်ခဲ့ပုံရပါတယ်စကဆာဝင်ကြီးဌာနရဲ့ website တွေတောင်း online ကနေတောက်ပွားခဲ့ရပါပြီစကဆာအရာရှိကတော်တွေဟာလည်းလမ်းမထမခြာခင်းပြီးအိတ်နေရတယ်လို့သိရပါတယ်ဒွိကျုပ်ဆိုရင်တော့မှတာလက်ဘက်ကပြီးတော့အစီဝေးလုံနေတာတွေလည်းတွေ့နေရပါတယ် ကဖဆဆက်ယုံနေရဟာလဲလုံးဝနေပါရက်တန့်သွားပြီလို့သတင်းနေရပါတယ်ဒီအချိန်မှာစကဆဟာအင်အားနေနေချိန်မှာဒီအချိန်မှာတော်လိုင်းအင်အားစုတွေအနေနဲ့နေပြည်တော်မန္တလေးအနီးအနားတဝက်ကိုအင်အားတွေစုပြီးတော့ဝင်သိမ်းမယ်ဆိုရင်သိမ်းဝေရတဲ့အနေထားပါဒါကူကြောင်းလို့စကဆဟာအင်အားရှိတဲ့အောင်ဟန်တက်ခုတ်ပြီးတော့လေကြောင်းတက်ခိုက်မှုတွေကိုလုပ်နေတာလဲတိကောင်းဖြစ်နိုင်ပါတယ်စူလူတဲ့သဘောကတော့ကြောက်တဲ့ခွေဟာဘူးဟောင်းတယ်ဆိုသလိုပါပဲ ခုချိန်မှာတော်လှန်ရေးအင်အားစုတွေအနေနဲ့နေပြည်တော် mentally အနာတော်လိုက်ကိုထူးဆစ်စေမယ်ဆိုရင်စီရေးအရာအသာသေးရတော့မှမှန်မိမယ်ဂုံတိတ်ခမဲတဲ့လုံရမျိုးရန်သူနောင်ကျော်ဓာတ်နဲ့ထိုးတဲ့လုံရမျိုးတရေဖိုးကြောင်တဲ့လုံရမျိုးကိုလုံမှာမဟုတ်ပါဘူး လက်ရှိအချိန်မှာတော့ NUG နဲ့တော်နိုင်အင်အားစုတွေဟာနလင်းဘီကေစီရဲ့အတွက်နိုင်ငံတောင်ဝန်တွေကိုထမ်းနေကြပြီးတော့စစ်ပွဲတွေကိုခဏဘေးရထားတာကေစီရဲ့လူမန်းတွေကိုအတူလို့ဖို့အတွက်ကမ်းလှမ်းထားပြီးမဲ့စကားစကားတော့ပယ်ချခဲ့တာဖြစ်ပါတယ်။ထို့နောက်မှာတော့နိုင်ငံအဝန်ကိုလေချောင်းနဲ့တက်ခိုက်မှုတွေလုပ်နေခဲ့တာပါ။ဒီအတော့ထဲမှာတော့တော်လိုင်းအင်အားစုတွေကစကားစရဲ့တက်ခိုက်မှုတွေကိုအန်ကျိတ်ပြီးတော့ကြံ့ကြံ့ခန်းနေမှာပါ။ မလီဘီကြောင့်အုတ်ချုပ်မှုရန်နေရတဲ့အတော်အတန်ပြက်စီယိုရင်းသွားတဲ့စကားစားဟာအပြည့်ရက်ထားတဲ့တလအတွင်းမှာတော်နေအင်အားစုတွေကိုအပြည့်အပြည့်ချေမွန်းနိုင်ပါပါလားအပြည့်မတိုက်နိုင်ဘူးဆိုရင်တော့တော်နေအင်အားစုတွေဟာခံထားရသမျှကို နာကြီးစိတ်နဲ့ပေါင်းဆက်ခါတလက်ကျန်ထူးဆစ်စင်တိုက်ခိုက်မှုတွေလာပါတော့မယ်စကားစားကိုလည်းအပြည့်တိုင်းချေမွန်းပါလိမ့်မယ် ဒီတော့မေလနောက်ပိုင်းမှာတိုက်ပွဲတွေဟာပုံမှုပြင်းထန်လာဖို့ရှိပါတယ်။ယုံနာမယုံနာကတော့မစ်ဆွေတို့အပိုင်းမှာကျူတင်ပြင်ဆင်ထားကြဖို့တော့နှူးဆော်လိုက်ရပါတယ်။ခုကကျွန်တော်တို့ကလူလိုတွေးပြီးနှစ်ပတ်ရတာတော့လူလိုနားမလည်တဲ့လူကိုတော့သုံးမဖို့အစင်းနေမယ်ဆိုတဲ့အကြောင်းကိုပြောတင်ပါတယ်။အစိုးရချစ်ချူပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ပန်တက်ကလစ်ကပါအရေးတော်ပုံပေါင်းရမည်။